ပြစ္ဆုတ်ပံဘဝချမ်းသာခြင်းတည်းဆိုရင်ပြည့်စုံခြင်း၄မျိုး ਨੇ ပြည့်စုံရပြီ။နော်ပြည့်စုံခြင်းဆိုတံပတာပေါ့နော်တံပတာပြည့်စုံခြင်းအဲ့ဒီတံပတာတရား၄ပါး ਨੇ ပြည့်စုံရပြီ။ဟုတ်လား။အဲ့ဒီတံပတာတရား၄ပါးကဘာလဲဆိုတော့ဥဋ္ဌာဏတံပတာ။အာရခတံပတာ၊ကလျာဏမိတ်တံပတာ၊တမဇီဝိတတံပတာအားတဲ့ပြည့်စုံရမယ့်နော်အရာဌာန၄မျိုးဟုတ်လား။ဥဋ္ဌာဏတံပတာဆိုတာကလုံလဝရိယရှိရမယ်၊ကြိုးစားရမယ်၊အထောက်အမယ် ်အဥစ္စာပစ္စည်းကိုရှာရမယ်ဖွေရမယ်ဘယ်လိုရှာဖွေရမလဲဆိုတဲ့နီလန်းကိုလည်းသိရမယ်အဲ့ဒီနီလန်းသိတဲ့အပိုင်းမှာအကျုံးဝင်တဲ့ဥထာဏသံမာတဲ့ကိုနော်စီဝါရေးတစ်ခုကိုတကယ်လဲလှုပ်ရမယ်လှုပ်ရုံနဲ့မပြီးဘူးပါတော့လှုပ်လဲလှုပ်တဲ့ရမယ်ပေါ့နော်အချောင်းတရားကိုမြင်ရမယ်လို့မြတ်စွာဘုရားအဲ့ဒီတမှာတော့ထည့်ဟောတယ်ဒီအလုံးနဲ့ပတ်သက်ပြီးတော့ဘယ်လိုလှုပ်ရင်ရမလဲဆိုတဲ့အချောင်းတရားကိုမြင်ရမယ်ဟုတ်လားဥထာဏသံမာတာဆိုတာဟုတ်လားဘယ်လိုလှုပ်ရင်စီဝါဖြစ်မလဲလို့သိတယ်သိပြီးတဲ့နောက်တကယ်လဲလှုပ်တယ် ဲ့ဒါကိုဘာခေါ်တော့ဥဌာဏတံပရာဟုတ်လားနောက်အရခတံပရာဆိုတာကကိုရှာလို့ဖွေလို့ရထားတဲ့ဒီစီးပွားဒီဥစ္စာဒီစီးစိမ်ကိုမပျက်စီးအောင်စောင့်တက်ရစောင့်ရှောက်တက်ရနော်ဒီလိုထားလို့ရှိရင်နမင်းကတိမ့်သွားနိုင်တယ်တခိုးရမြခိုးသွားနိုင်တယ်ဟာပျောက်ပျက်ပျက်ပျက်ဒီဖြစ်သွားနိုင်တယ်မြင်းပြီးတော့မပျောက်ပျက်အောင်မပျက်စီးအောင်သူများမဖြစ်စီးအောင်နော်ဒါဘာတော့ထိမ့်ထိမ့်တိမ့်တိမ့်စောင့်ရှောက်တက်ရမယ်ကာကွက်တက်ရမယ်အဲ့ဒီအရေးချင်းလဲရှိရမယ် ။နော်ရှာတဲ့ယုံနဲ့မရဘူး။မပြတ်မပြည့်စည်အောင်လည်းပဲကာကွယ်သေးရမယ်။ဒါဘာခေါ်တော့အရခသမရာတဲ့။ဟုတ်လား။နောက်တစ်ခုကကလျာဏမိတ်သမရာတဲ့။မိကောင်းရွှေကောင်းနဲ့လည်းပြည့်စုံရမေးတဲ့။အဲ့ဒီဘုရားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်။အဲ့မိကောင်းရွှေကောင်းနဲ့ပြည့်စုံရမယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားဘလိုလေးဟောထားတယ်ဆိုတော့တိလားရှိတဲ့လူပထမတရားတရားရှိတဲ့လူယုံကြည်မှုရှိတဲ့လူနဲ့ပေါင်းရမယ်။နော်ကိုကျင်တရားကောင်းတဲ့တိလားရှိတဲ့လူနဲ့ပေါင်းရမယ်။နောက်မနှမျောတဲ့စာက စွန့်လွတ်နိုင်တဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရမယ်။ပညာဘောခန္ဓာအကြောင်းကိုသိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းရမယ်။တတ္တာသီလစာကပညာ။နော်။ဒီလိုတရားတရားနဲ့ပြည့်စုံတဲ့ကိုချင်းသီလနဲ့ပြည့်စုံတဲ့စွန့်လွတ်မှုနဲ့ပြည့်စုံတဲ့သိမြင်နားလည်မှုနဲ့ပြည့်စုံတဲ့လူနဲ့ပေါင်းရမယ်။ပေါင်းရုံနဲ့မရဘူးတဲ့။သူ့ကိုအတုလိုက်ပြီးတော့ကိုယ်လည်းပဲတရားတရားရှိအောင်သီလရှိအောင်စွန့်လွတ်နိုင်အောင်သိမြင်နားလည်အောင်လည်းကြိုးပမ်းအထောက်ရမယ်။အလွန်ပြည့်စုံတဲ့ဘုံဘုရားဟုတ်လားဒီပြောပြောတာလေမြတ်စွာဘုရားပြောတာလေနော်။ကလျာဏမိတ်တံမရာဆိုတာ နော်အည်သွေးရှိတဲ့မိွှေနဲ့ပေါင်းပြီးတော့ကိုယ်တိုင်လည်းအည်သွေးရှိအောင်သူ့ကိုအမိပြုပြီးတော့ကြိုးပမ်းအထုံနိုင်ရမယ်။ဒါသုံးခုမြောက်ပြည့်စုံရမယ်အကြောင်းတရားပါနော်။နောက်တမဇီဝိတတမတာတဲ့။ဒါကပါတော့အသက်မွေးဝမ်းကြောင်းမှု ပြုတဲ့နေရာမှာမျှတအောင် အသက်မွေးတဲ့ရမယ်။ဥပြီးတော့ရှင်းအောင် ပြောရလို့ရှင်ရင်ဝင်ငွေနဲ့ထွက်ငွေကိုနော်မျှတအောင်စီစစ်ပြီးတော့သုံးစွဲတဲ့ရမယ်။နော်ကိုရှာနိုင်တာထက်ပိုပြီးတော့ကိုသုံးတာမများစေရဘူး။ ကိုရှာနိုင်တာထက်ပိုပြီးတော့ကိုသုံးတာနည်းရမယ်ဒါမှသာလေ तू ကအဖတ်တင်မှာပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားနော်ငါရှာနိုင်တာဘယ်လောက်တုံးငါသုံးမှာဘယ်လောက်တုံးဆိုတာချိန်ကြည့်ရမယ်တဲ့ဘယ်လောက်ထိမြတ်စွာဘုရားကရုဏာနဲ့ဟောတော်ဆိုတော့ချိန်ဝင်ကင်တဲ့လူလို့ချိန်ဝင်ကင်တဲ့လူကဟာဘယ်လောက်ကလေးဟိုဘက်ကတော့တာသွားပြီဒီဘက်ကဘယ်လောက်တာသွားပြီဆိုတော့ဒီဘက်ကဘယ်လောက်မြောက်သွားမလို့စဉ်းစားရအောင်နော်အဲ့တော့ဘယ်လောက်လောက်ကလေးပဲတာတဲ့နေဘယ်လောက်လောက်ကတော့မတာတဲ့မူ तू နှိုင်းချိန်အဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတယ်ဟုတ်လားငါဘယ်လောက်ရှာနိုင်တယ်လဲ ငါရှာနိုင်တာဘယ်လောက်လဲအဲ့ဒါကိုကြည့်ပြီးတော့ငါဘယ်လောက်သုံးမလဲဆိုတာကိုစဉ်းစားပဲ